အခြားသောကလေးတွေနဲ့မတူတဲ့စိတ်ဦးလေးရဲ့ပြုမှုလေးတစ်ခုကြောင့်ဂျင်းနေပီတီဖြစ်ခရရင်ပို့ချပြုခင် တားလီစိန်ဦးတွင်ဝမ်းသာဂုဏ်ခဲ့ရတာကတော့တရုတ်ဆောင်မင်းသမီးပူဇော်ပြုခင်မှာအာလုံးတိကြရင်တရုတ်ဆောင်မင်းသမီးလေးပူဇော်ပြုခင်ဟာအစောပိုင်းမှာဇလန်တွေ့ပြီးရုပ်ရှင်ဇာတ်ကားတွေမှာပိုင်နိုင်ဆုံးတရုတ်ဆောင်ရင်အနုပညာလောကမှာတလင်းရှိဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့တာပါ။ဒါဝိမဲလင်းနာပိုင်မှာတော့တရုတ်ဆောင်မင်းသမီးပူဇော်ပြုခင်ဟာမန္တလေးမြို့ကရွှေတရေကြီး PK ထုံးနယ်လက်ထက်ခဲ့တာဖြစ်ပါရည်။တရုတ်ဆောင်မင်းသမီးပူဇော်ပြုခင်ဟာတော့ရွှေတရေကြီး PK ထုံးနယ်လက်ထက်ပြီးမှာတော့အနုပညာလောကကိုစွန့်ခွာပြီးဆင်းရွှေရနာလုပ်ငန်းတွေကိုဥဆောင်လုပ်ကိုင်ကစီဝါရေးဘက်ကိုအာယုံ င်းဆိုင်နေကြတာပါပူဇော်ပြုကင်တယောက်ဒီလိုစီးပွားရေးလုပ်ငန်းတွေကိုအောင်းဆိုင်နေတာကြောင့်လေသာသမီတွေကိုဂိူးမဆိုင်နိုင်လို့ခင်မိုးတဲ့ PK ထုံးနဲ့စကားများရသေးတယ်လို့ဆိုပါတယ်အထူးသဖြင့်အစောပိုင်းမှာကလေးထင်းနဲ့ထားရတဲ့ပူဇော်ပြုကင်ရဲ့သားလေးစင်ဦးနှစ်ဖူးပေါက်သွားတာကြောင့်ပူဇော်ပြုကင်တယောက်ဝန်းနေကြရပါသေးတယ် ဒါပေမဲ့လည်းပူဇာဘူးခင်ရဲ့သားလေးစေဦးဟာအခုချိန်မှာတော့ခြားတော်ကလေးရင်းနဲ့မတူတဲ့ထူးခြားတဲ့သားလေးမလေးဖြစ်နေတာပါ။ဒါကြောင့်လေလူတွေကတော့ပူဇာဘူးခင်ဟာသားလေးကိုစီးပွားတစ်ပတ်နဲ့လိမ္မာရေးချားရှိအောင်လုပ်နိုင်ကြလို့လူပြောများနေရလဲဖြစ်ပါရည်။အခုဆိုရင်လေပူဇာဘူးခင်ရဲ့သားလေးစေဦးဟာအခြားတော်ကလေးရင်းနဲ့မတူပဲလုံရင်လေးတစ်ခုကြောင့်လူပြောများနေတာပါ။ပူဇာဘူးခင်ရဲ့သားလေးစေဦးဟာဆိုရင်တော့ အသားလေးတွေဖွေးဥနေကဝဝကက်ကက်လေးနဲ့ချစ်စရာကောင်းနေရလေဖြစ်ပါရီအခုဆိုရင်အသားလေးစင်ဦးဟာအသက်တနှစ်ခွဲလမ်းလျှောက်တတ်တဲ့အရွယ်ရှောင်းနေမလို့လေချစ်စရာကောင်းအောင်လမ်းလျှောက်တဲ့စကားပြောတတ်နေပါပြီဒါကြောင့်လေစင်ဦးလေးရဲ့ဖေဖေ PK ထုံးပြင်မမေပူချပြုခင်နဲ့အကိုအမ၃ရောင်လုံးကချစ်လို့မဝနိုင်ဖြစ်နေတာပါဒါပြင်ပူချပြုခင်ရဲ့အသားလေးဟာအချီတဲ့အပြေဝါရနေလို့လေအားလုံးကချစ်ခင်ပေးနေကြတာဖြစ်ပါရီအခုခါမှာတော့ပူချပြုခင်ရဲ့အသားလေးစင်ဦးလှုပ်လိုက်တဲ့ပြုမှုလေးကြောင့်ပို့ပြီးတော့ချစ်ခင်နေရတာပါ မိခင်ပို့ချပြုခင်မျှဝေလာတဲ့အင်တာနက်ပေါ်က view file လေးမှာတော့သားလေးစေဦးဟာချစ်စရာကောင်းအောင်လမ်းလျှောက်နေတယ်လို့ဖခင်အကြောင်းဆောင်ရှိမှဥတော်ဆိုပြီးတော့တသက်မြမှတ်သမျှဖခင်စာလေးတွေဆိုနေတာဖြစ်ပါတယ်။ဒါပင်စေဦးလေးကအမျှဝေပေးကြီးစီလေးသူကသားတို့လေးခေါ်တတ်တာပါ။အသက်တနည်းခွဲရှယ်မှာဒီလိုမျိုးဖခင်ရှိခိုးတတ်ဖို့ဆိုတာကတယုံတယုံကလေးတွေအတွက်မဖြစ်နိုင်ပါဘူး။ဒါရင်းမဲ့လေတရုတ်စာမင်းသမီးပို့ချပြုခင်တဲ့တတိကြီး PK တွင်းရဲ့သားလေးစေဦးကတော့အရွယ်နဲ့မလိုက်အောင်လိမ္မာရင်ကြီးကဖခင်ရှိခိုးတတ်နေရပါ။ ဒါကြောင့်လေပြည်သက်တွေကတော့ပိုးကြပြုခင်ရဲ့သားလေးဆေးဦးကိုအတော်လေးကိုမှတရားကချစ်ပေးနေကြတာဖြစ်ပါရည်အထူးသဖြင့်ခုခင်မှာချမ်းသာကြွားတဲ့တထေးကြီးတွေရဲ့သားသမီးတွေဟာအလိုလိုက်ခင်ရကဝိုင်းချစ်တာခင်ရတာကြောင့်စိုးသွမ်းကပျက်စီးပြီးမမာနထားလာတာများပါရည်ဒါမှလည်းပိုးကြပြုခင်ရဲ့သားလေးဆေးဦးကတော့ငယ်စဉ်ကတည်းကအဖေအမေကိုအမတွေကြားထဲမှာအငယ်ဆုံးလေးမလို့အားလုံးကဝိုင်းချစ်ခံနေရပေမဲ့လေအစ်စ်မပြတ်ဖဲနဲ့လိမ္မာရေးချားရှိကအရွယ်နဲ့မမြတ်အောင်ဖျားတရားတရားယဉ်ကျေးနေတာပါဒါကြောင့်လေသားလေးပေါ်မှာပြုစုပြောင်းထောင်က တော်လုံးနဲ့ပူဇော်ပုခင်ကိုချီးကျူးနေကြတာပါပူဇော်ပုခင်နဲ့ PK ထွန်းတို့ဟာအလူတန်းများစွာလောက်ကဘာသာရေးသာသနာရေးလောက်တာများတာကြောင့်လည်းသာသမိတွေလည်းလိမ္မာရေးချမ်းရှိကဘာသာရေးကန်းဆိုင်ကြတာဖြစ်ပါတယ်ဒီပြုတ်ကိုချီးကျူးနေကြတဲ့ပရိသတ်တရားရောအရွယ်နဲ့မမြအောင်လိမ္မာတည်တတ်တဲ့တားလေးစင်ဥပေါ်မှာမိမိတို့ရဲ့အမြင်လေးရှင်လဲမချက်ပေးသွားခဲ့ပါအောင်ရှင်